မင်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့မှာတော့ကိုပိုင်ဘွားရဲ့တန်ဖိုးသို့မဟုတ်ညီခွေးတကောင်ရဲ့သင်ငန်းစာပုံပြင်အကြောင်းပြောပြမယ်နော်နားထောင်ဖို့အဆင်သင့်ဖြစ်ပြီလားရှေးတုန်းကတောနဲ့ကြီးထဲမှာနေထိုင်တဲ့ညီခွေးတကောင်ဟာသူ့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘဝအတွက်ငြင်းရန်စိတ်ပြက်နေတတ်ပါတယ်ဒီနေ့မှာသူဟာတစ်ပင်အောင်မှာထိုင်ပြီးကြီးတွား ငိုကြွေးနေတော့အနီးနားကတရားထိုင်နေတဲ့ရာသီတပါးကသူ့ရဲ့အတန်ကိုကြားလိုက်ရပါတယ်။ရာသီကမြေခွေးကိုတနာသွားပြီးအတင်မြေခွေးပါကြောင့်ဒီလောက်ဝမ်းနေပူဆွေးနေရတာလဲလို့မေးလိုက်ပါတယ်။မြေခွေးကရှိုက်ကြီးတငင်နဲ့အရှင်ပညာရှိတပည့်တော်ဟာဒီဘဝကိုမကျေနပ်ပါဘူး။လူတွေကတပည့်တော်ကို နူဆိုးလို့မြင်ကြတယ်။အငဲမောင်းထုတ်တက်ဖြက်ချင်ကြတယ်။ဘသူကမှမချစ်ဘသူကမှ မလိုလားတဲ့ဒီလိုဘဝထက်တေတာကမှပိုကောင်းပါလိမ့်မယ်လို့ပြန်ဖြေပါတယ်။ရာသေးကငါတို့ဟာဘလိုဘဝမှာပဲရှိပါစေ။ကို့အခြေအနေနဲ့ကိုပျော်ရွှင်တတ်ဖို့တင်ယူတဲ့လေလို့ဆုံးမပေမဲ့မြေခွေးဟာဆက်ပြီးပူဆွေးနေတော့မှာပဲ။ ါနဲ့ရသေးကဒါဆိုမင်းမဖြစ်ချင်တည်းငါမှာအစွမ်းချိုးရှိတယ်တင်ဖြစ်ချင်တာကိုကုညီဖန်ဆင်းပေးနိုင်တယ်လို့ပြောပါတယ်ညီကွေးလဲဝမ်းသာသွားပြီးတကယ်လို့အရှင်ကတပည့်တော်ကိုကုညီနိုင်မယ်ဆိုရင်ကျေးဇူးပြုပြီးတပည့်တော်ကိုစင်တကောင်အဖြစ် ပြောင်းလဲပေးပါလို့တောင်းဆိုလိုက်ပါတယ်။ရသေးကပြုံးပြီးကောင်းပြီ။ဒါပေမဲ့အရင်ဆုံးစင်တကောင်စီသွားပြီးသူဟာသူ့ဘဝနဲ့ ျော်ရွှင်နေသလားဆိုတာကိုစုံစမ်းကြည့်။ပြီးရင်ငါစီပြန်လာခဲ့လို့မိန့်ပါတယ်။ညီခွေးဟာတော်ရဲကစင်တကောင်စီကိုသွားရောက်လိုက်ပါတယ်။အတင်းစင်ကြီးတင်ဟာအင်မတန်ခွန်အားကြီးမားတယ်။တောအုပ်တစ်ခုလုံးကိုအုပ်ဆိုးနိုင်စွမ်းရှိတယ်။လူတွေကတင်းရဲ့ကြီးကျယ်ခံရမှုကိုလေးစားကြတယ်။တင်ဟာကဘာပေါ်မှာအပျော်ရွှင်ဆုံးတတော်ဝါဖြစ်ရမယ်လို့ပြောပါတယ်။ စင်ကြီးကဝန်းနေစွာနဲ့နှမောင်းကိုခါရမ်းပြီးမဟုတ်ပါဘူးဗျာငါမပြောပါဘူးနောက်ကိုချီးကျူးတာကျေးဇူးတင်ပေမဲ့ငါရဲ့အဆွေတွေကြောင့်ပဲမိုးဆိုးတွေရဲ့ပြင်းမှတ်ဖြစ်နေရတယ်ငါရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြောင့်လည်းလူသားတွေရဲ့အလုတ်ခိုင်းစေခြင်းကို ခံနေရတယ်လွတ်လပ်မှုဆိုတာငါအတွက်မရှိဘူးငါအချင်းတစ်ပင်ပေါ်မှာ ်လျင်မြန်စွာပြေးလွှားနိုင်တဲ့ကြာသစ်တာလင်းပျော်ရွှင်ဆုံးဖြစ်လိမ့်မယ်လို့ဖြေလိုက်ပါတယ်။ဒါကိုကြားတော့မြေခွေးလဲချက်ချင်းပဲကြာသစ်ကိုရှာခွေပါတယ်။ကြာသစ်တကောင်ဟာအမဲလိုက်ပြီးနောက်တစ်ကိုင်းပေါ်မှာနားနေတာကိုတွေ့တော့အတင်းကြာသစ်တင်းရဲ့အေးပြားပေါ်ကအဆက်ပြောက်တွေဟာနှပ်ပလိုက်တာ။တင်းဟာလျင်မြန်ဖြက်လက်တယ်။တော်ရင်မှာအားကောင်းဆုံးမှုဆိုပဲ။ တင်သာအပျော်ရွှင်ဆုံးဖြစ်ရမယ်လို့ချီးကျူးလိုက်ပါတယ်။ကြာတိတ်ကလည်းစိတ်မကောင်းစွာနဲ့ငါမပြောပါဘူးငါရဲ့လှပတဲ့ရေပြားကြောင့်ပဲငိုဆိုးတွေရဲ့ဖန်ဆီးခြင်းကိုအမြဲတမ်းခံနေရတယ်။ငါရဲ့ဘဝဟာအမြဲတမ်းပုံခွေနေရတဲ့ဘဝပါ။ငါ့ကိုအနေရကနေကာကွယ်ပေးနိုင်တဲ့သူဘယ်သူမှမရှိဘူး။ ကောင်းကင်မှာလွတ်လပ်စွာ ပြန်တန်းနိုင်တဲ့လင်းယုံသားလေးအပျော်ရွှင်ဆုံးဖြစ်လိမ့်မယ်လို့ပြန်ဖြေပါတယ်။ဒီတော့မြေခွေးဟာလင်းယုံကိုရှာဖို့ကောင်းကင်ကိုမောကြည့်ပါတယ်။မြမားတဲ့တောင်ထိပ်ပေါ်ကကြောက်ဆောင်တစ်ခုမှနားနေတဲ့လင်းယုံကိုတွေးလိုက်ရပြီ။အနီးကပ်ချင်းကပ်လိုက်ပါတယ်။အတင်လင်းယုံတင်ဟာအမြင့်ဆုံးနေရာမှာနေထိုင်နေတယ်။ ကောင်းကင်ကိုပိုင်ဆိုးတယ်။သင်ဟာကဘာပေါ်မှာအပျော်ရွှင်ဆုံးတတဝါဖြစ်ရမယ်လို့ပြောပါတယ်။နင်းယုံကခေါင်းကုန်ပြီးငါဟာအမြဲတမ်းကောင်းကင်မှာလွတ်လပ်မယ်လို့ထင်ခဲ့ဘူးပါတယ်။ဒါပေမဲ့ငါရဲ့အစွမ်းစကြောင့်ပဲလူတွေကငါ့ကိုဖမ်းဆီးပြီးငရဲတိုက်ပွဲတွေမှာအတုံးပြုတ်ဖို့စူးစမ်းကြတယ်။ငါရဲ့အမြင်စွမ်းအားကောင်းမှုက ငါ့ကိုပြစ်မှတ်ဖြစ်စေတယ်။ငါမပြောပါဘူးလို့ဖြေပါတယ်။ညီကွေးကအံ့အားတင်ပြီးဒါဆိုအသူကပျော်ရွှင်ဆုံးလေးလို့မေးလိုက်ပါတယ်။လင်းယုံကတောအုပ်ကိုအသေးချာစူးစမ်းကြည့်ပြီးငါမြင်ရတာကမင်းလိုညီကွေးမျိုးဟာဘသူရဲ့လိုအပ်ချက်မှမဖြစ်ဘူး။ဘသူကမှမင်းကို အလားဆင်ဖို့ ထိုင်းစီဖို့ဒါမှမဟုတ်တိုက်ပွဲဝင်ဖို့မဖမ်းကြဘူးမင်းဟာတေးငယ်ပေမဲ့လွတ်လပ်တယ်ငါသာမြေကွေးဖြစ်ခဲ့ရင်ဘသူရဲ့စိတ်အနှောင့်အယှက်မှမရှိပဲပျော်ရွှင်စွာနေနိုင်မှာပဲလို့ပြန်ဖြေလိုက်ပါတယ်ဒီစကားကိုကြားပြီးနောက်မြေကွေးဟာချက်ချင်းပဲရာသေးစီပြန်လာပါတယ်သူ့ရဲ့ကိုယ်ပိုင်ဘဝကိုပထမဆုံးအကြိမ်ဖြစ် ဝမ်းမြောက်စွာလက်ခံလိုက်ပါတယ်။အိုးအရှင်ပညာရှိတပည့်တော်အခြားဘာမှမဖြစ်ချင်တော့ပါဘူး။တပည့်တော်မြေခွေးဖြစ်ရတာကိုပဲကျေနပ်ပါပြီလို့ပြောလိုက်ပါတယ်။တငယ်ချင်းလေးတို့ရေဒီပုံမြင်လေးကနေပါသင်ကန်းစာတွေရလိုက်ပါတလေ။ပထမအချက်ကမိမိကိုယ်ကိုလက်ခံခြင်းဖြစ်တယ်။အခြားသူတွေရဲ့ကောင်းွက်တွေနောက်ကိုလိုက်နေမဲ့အစားမိမိမှာရှိပြီးသားအရာတွေရဲ့ တန်ကိုးနဲ့လွတ်လပ်မှုကိုမြင်တတ်ဖို့လိုအပ်ပါတယ်။နောက်တစ်ခုကနိုင်ရှင်ခြင်းမှရှောင်ကျင်ခြင်းဖြစ်တယ်။သူတစ်ပါးရဲ့အောင်မြင်မှုအလှပအစွမ်းအစတို့ကိုအမြဲတမ်းမနာလိုစွာနိုင်ရှင်နေခြင်းဟာကျော်ရွှင်မှုကို လုံးဝပေးဆွနိုင်မှာမဟုတ်ပါဘူး။နောက်ဆုံးသင်ခန်းစာက အမြင်မှန်ရရှိခြင်းဖြစ်တယ်။တစ်ခါတည်းရန်မှာကိုယ်အလွန်လိုချင်တဲ့ အရာတစ်ခုဟာအပြင်ပန်းကြီးတလောက်လှပပြီးပြောစရာမကောင်းပဲအခက်ခဲနဲ့အနေရရှိနေတတ်ပါတယ်။မိမိဘဝကို တခြားသူတယောက်ကအားကျနေတတ်တယ်ဆိုတဲ့အမြင်မှန်ကို သိရှိခြင်းကသာအမှန်တကယ်ပျော်ရွှင်ခြင်းကိုရစေပါတယ်။တငယ်ချင်းလေးတို့ရေဒီပုံမြင်လေးကမင်းတို့ကို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 ရဲ့လက်ရှိဘဝဖြစ်တည်မှုကိုဂုံယူတတ်သွားမယ်လို့ မျောလင့်ပါတယ်။မင်းတို့ကြိုက်ကြရဲ့လား။နောက်ထပ်ဒီလိုလှပတဲ့ပုံမြင်လေးတွေနားထောင်ကြည့်။ Channel လေးကို Subscribe လုပ်ဖို့မမေ့နဲ့နော်။နောက်တစ်ခါမှသစ်လွင်လန်းဆန်းတဲ့ပုံမြင်လေးနဲ့ပြန်လှည့်လာပါမယ်။ကျေးဇူးတင်ပါတယ်ရှင်။